မင်္ဂလာပါခင်ဗျာအလဲဘော်တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့ပြည်လဲချင်းပါမဲ့တက္ကသိုလ်ဝင်ဆောင်ဝဲကာလတွင်စကန်းသွင်းနေရာနှင့်စာစစ်ဌာနများကိုစင်စမပြတ်တအားဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ကြရန်လျှက်စစ်ဒုတိယဝန်ကြီးပြောကြားရဆိုတဲ့ဗေလာဒုတိယဆော်ရက်ဘက်တွင်မင်္ဂလာပင်လယ်အောင်တောင်ပိုင်းတွင်လေပြင်းနှင့်ရုံတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမှန်အားကောင်းလာကမုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိနိုင်နေဆိုတဲ့ ခြေလင်ကူလက်ယုံတက်အာဇဖတ်တိုက်ခိုက်မှုကြောင့်ဆိုဒန်တွင်အနည်းဆုံး33ဦးသေဆုံးနေဆိုတဲ့တင်ချန်ပီယံပြိုင်ပွဲမှာအင်တာမီလန်အသင်းယူရိုတန်းနေရာနီးပါးရရှိထားတယ်ဆိုတဲ့အစရှိတဲ့သတင်းကိုတင်ဆက်ပေးပါပါဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြန်လည်ကျင်းပမဲ့တက္ကသိုလ်ဝင်ဆောင်ပွဲကာလတွင်စခန်းသွင်းနေရာနှင့်စာစစ်ဌာနများကိုစေစားမပြတ်တာဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ကြရင်လျှက်စစ်ဒုတိယဝန်ကြီးပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ ။မကြာမီပြန်လည်ကျင်းပမယ်တက္ကသိုလ်ဝင်စာမွေးကာလတွင်စခန်းသင်းနေရာနှင့်စာစစ်ဌာနများကိုတအားစင်စမ်းမပြတ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ကြရန်လျှက်စစ်ဆိုင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးကျော်ကပြောကြားပါရ။မေလ၁၀ရက်နေ့ကလျှက်စစ်ဆိုင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးကျော်သည်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ230 kb ပြမနာတအားခွဲယုံတအားထိန်ချုပ်ခန်းနှင့်ဆွေရတွင်ရှိတအားလွတ်ပစ္စည်းများပုံမှန်တအားပို့လို့ဖြန့်ဖြူးနေမှုကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါသည်။ ထို့သောစစ်ဆေးစဉ်လက်စစ်တအားပို့လို့ရင်းနေကုကဲရဲ့ဦးစီးဌာနတာဝန်ရှိသူများကဓာတ်ထိန်ချုပ်ခန်းအတွင်းနဲ့ဆွေရက်အတွင်းရှိဓာတ်အားလုပ်ပစ္စည်းများပုံမှန်ဓာတ်အားပို့လို့ဖြန့်ဖြူးနေမှုမန္တလေးငလျင်ကြီးကြောင့်ဝန်ထမ်းအရာများ၏ထိခိုက်ပျက်စီးမှုထိခိုက်ပျက်စီးမှုများကိုပြန်လည်ပြင်ဆင်နေမှုနှင့်ယာယီဝန်ထမ်းအရာအဆောက်အုံတင်များတိစောက်ပေးလျက်ရှိတဲ့အခြေအနေများထပ်မံ၍ဓာတ်အားခွဲရုံအတွင်းကွန်တိန်နာဟောင်းများဆောက်လုပ်ပေးသွားမယ့်အခြေအနေများကိုရှင်းလင်းတင်ပြကြကြောင်းသိရပါသည် တင်ပြချက်များအပေါ်ဒုတိယဝန်ကြီးကလျှင်စစ်တပ်အားစင်စစ်မပြတ်ပိုးလွတ်နိုင်ရေးအတွက်ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကိုစီမံများအတိုင်းလှုပ်ဆောင်သွားရေးမန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုများကို SOP လုံထုံးလုံနည်းများအတိုင်းဆောင်ရွက်သွားရေးထပ်မံနေရချထားမယ်ဝန်ထမ်းအိမ်တော်စုများအတွက်အစီအစဉ်များအပေါ်အဓိကလိုအပ်ချက်ဖြစ်တဲ့ရေမီမိန်လာစနစ်များကိုကြိုတင်ညှိနှိုင်းစီစဉ်သွားရန်ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးမိန်လာဒုတိယဆယ်ရက်ပတ်တွင်မင်္ဂလာပင်လယ်အော်တောင်ပိုင်းတွင်လေပြင်းနှိမ့်ချက်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပုံမအကောင်းလာကမုံတိုင်းငယ်ဖြစ်တော့ရောက်ရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါမေလဒုတိယဆရာပတ်တွင်မင်္ဂလာပင်လယ်တောင်ပိုင်းတွင်လေပြင်းနှင့်ရဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမအကောင်းလာကမုံတိုင်းငယ်ဖြစ်တော့ရောက်ရှိနိုင်ကြောင်းမိုးလေဝသနှင့်ဇလဝေဒညွှန်ကြားမှုဦးစီးဌာနကနေထုတ်ပြန်ပါတယ်ထုတ်ပြန်ချက်အရမေလဒုတိယဆရာပတ်အတွက်မိုးလေဝသခန့်မှန်းချက်အနေဖြင့်ကပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်တောင်ပိုင်းတို့တွင်လေပြင်းနှင့်ရဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမအကောင်းလာကမုံတိုင်းငယ်ဖြစ်တော့ရောက်ရှိနိုင်ကြောင်း ရင်းကာလာတွင်နောက်တော်မှုတုံလေသည်အာသင်သင်မှအားကောင်းနိုင်ကြောင်းကပ္ပရီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်တို့တွင်တိမ်သင်သမတိမ်ထူတတ်နိုင်ကြောင်းသိရပါသည်။မိုးရသွန်းမှုနေဖြင့်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်ရွာသွန်းမြက်ထက်ပူမှုရွာနိုင်ပြီးမန္တလေးတိုင်းဒေသကြီးနှင့်စကိုင်းတိုင်းဒေသကြီးတို့တွင်ရွာသွန်းမြက်ခက်မိုးထစ်ကြုံရွာနိုင်ကြောင်းသိရပါသည်။ မိုးရွာရက်နေဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရယူတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်ခုနှစ်ရက်မှ၉ရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်၄ရက်မှ၆ရက်ခန့်မိုးထစ်ကြောင်းရွာနိုင်ကြောင်းထုတ်ပြန်ကြေညာသိရပါသည်။ဆက်လက်ပြီးချင်းလင်းအကူလက်ယုံတက် RSF တိုက်ခိုက်မှုကြောင့်ဆူဒန်တွင်အနည်းဆုံး33ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2023ခုနှစ်ဧပြီလကတည်းကဆူဒန်စစ်တပ်နဲ့ဆက်ဖြစ်နေတဲ့ချင်းလင်းအကူလက်ရုံးတပ် RFF ရဲ့လက်ချက်ကြောင့်ဆူဒန်မှာအနည်းဆုံး33ဦးသေဆုံးခဲ့တယ်လို့မေလ10ရက်နေ့မှာကယ်ဆယ်ရေးသမားတွေကပြောကြားခဲ့ပါတယ်။စစ်တပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ စစ်တွင်းမျိုးတော်ဖြစ်တဲ့ပို့ဆူရန်ကိုထိခိုက်စေတဲ့ RSF ဒရုန်းတိုက်ခိုက်မှုတွေ6ရက်ဆက်တိုက်ရှိလာခဲ့ပြီးတဲ့နောက်အထက်ပါတိုက်ခိုက်မှုတွေဖြစ်ပေါ်လာတာပါဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့်မဟာဒါအလိုက်အပောင်းဝင်ဆူရန်ရဲ့နောက်ဆုံးလက်ပတ်နေတဲ့အရက်ဘတ်သုံးလေးစိတ်တို့ထိခိုက်ပျက်စီးသွားခဲ့ပါတယ်မေကိုရဲ့ညနေပိုင်းမှာဒါဖာနောက်ပိုင်းမှာရှိတဲ့စစ်ဆောင်စခန်းတစ်ခုလေကြောင်းကနေတိုက်ခိုက်ခြင်းခံရပြီးမိသားစုတစုတည်းကမိသားစုဝင်အနည်းဆုံး14ဦးသေဆုံးသွားတယ်လို့ကေဇင်အဖွဲ့ကပြောကြားခဲ့ပြီးဒီတိုက်ခိုက်မှုကိုချင်းလင်းအကူလယုံတက်ကလှုံ့ဆော်တာဖြစ်တယ်လို့ဆိုပါရ ယ်။နောက်ဆုံးသတင်းမို့နေနဲ့ချန်ပီယံလိပြိုင်ပွဲမှာအင်တာမီလန်အသင်းယူရိုတန်းနေရာနေပါရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။အင်တာမီလန်အသင်းတွေယခုရာသီချန်ပီယံလိပြိုင်ပွဲမှာဝင်ဝင်ယူရိုတန်းနေရာနေပါရရှိထားတယ်လို့သိရပါပါတယ်။အင်တာမီလန်အသင်းဒီချန်ပီယံလိတွင်ပိုလူပွဲအထိတက်ရောက်နိုင်ခဲ့ခြင်းကြောင့်စုကြေးယူရို133သန်းရရှိထားပြီးချန်ပီယံလိအိမ်ဝင်ပွဲစဉ်များမှာဝင်ငွေကြေးယူရိုတန်း60ရရှိထားပါတယ်။ ထို့ကြောင့်ချန်ပီယံလိပြိုင်ပွဲမှာဝင်ွေအများဆုံးရရှိထားတဲ့အင်တာမီလန်အသင်းဖြစ်မှတ်တမ်းဝင်ခဲ့သလို2020-2023ရာသီတွင်ဘိုလူဘောရောက်ရှိခဲ့စဉ်ကရရှိခဲ့တဲ့ဝင်ငွေ24ပါးရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။အင်တာမီလန်အသင်းသည်ချန်ပီယံလိဘိုလူဘွဲတွင် PSG ကိုအနိုင်ရပါကစူဂျေးထက်မှန်ရရှိမှာဖြစ်ပြီးယင်းသို့စွမ်းဆောင်နိုင်ခဲ့ပါကချန်ပီယံလိမှဝင်ငွေယူအပ်ထက်ရရှိသည့်ပထမဆုံး Serie A ကလပ်ဖြစ်လာမှာဖြစ်ပါတယ်။လည်းတို့တဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။